ဗီဒီယိုမှာတွေ့ရတဲ့အမျိုးသမီးတဦးဟာ JFK လေးစိတ်သို့ဆက်ရောက်လာခဲ့တယ်။ကမ္ဘာမှာမရှိခဲ့ဘူးသောနိုင်ငံရဲ့ passport ဖြင့်ရောက်လာခဲ့တာပါ။ JFK အဖီဖီဆိုင်ရာလေးစိတ်အာနာပိုင်များကအဲ့ဒီညမှာခြောက်ခြားဖွယ်ရာတွေ့ကြုံနေရပါတယ်။ဒီလီရင်ကတိုကျိုမှလာရောက်တော့လီရင်ဖြစ်ပါတယ်။ဒီအမျိုးသမီးကထရင်စာအမိရှိ နိုင်ငံတစ်ခုမှာ passport ကိုကိုယ်ဆောင်ထိုင်ပါတယ်။ ထရင်းစာနိုင်ငံကကမ္ဘာမြေပုံပေါ်နေမရှိတော့နေရဖြစ်ပါတယ်။ထိုပတ်စပို့တီပကတိအတိုင်းပြည့်စုံနေခဲ့ပါတယ်။ဘိုင်ယိုမက်ထရစ်ချစ်တွေလည်းပြည့်စုံနေပါတယ်။ဟိုလိုဂရမ်စ်တွေလည်းအပြည့်စုံပါပဲ။အခြားသောမတိရှိသည့်နိုင်ငံပေါင်းများစွာဤတစိခေါင်းမှလည်းရိုင်းနှီးထားပါပဲ။သူမဤစာရစာတမ်းများသည့်ပြည့်စုံနေခဲ့သည့်ပြည့်စုံသည့်တက်ကိုပင်တာလုံနေခဲ့တော်လဲ။ ထရင်စာဆိုသောနိုင်ငံကဘယ်နေရာမှမမရှိပါဘူးမြင့်မြင့်တက်သည်များက သူမသည် လုံးဝပုံမှန်စင်ပြင်ရှိသည်ဟု ဆိုပါတယ်တာမန်ခီးတွားတဦးနှင့်သူတော်လေအေဂျင်များကထရင်စာဆိုတာမရှိဘူးလို့ပြောပြသည့်အခါ သူမချက်ချင်းရက်တန့်သွားပြီးတီးတူပြောလိုက်သည်ဒါဆိုဒါဟာကျမရဲ့ကဘာမဟုတ်ဘူး သူမကဒါကအမေရိကလားလို့တာဝန်ရှိသူကိုမေးတယ်။တာဝန်ရှိသူကဟုတ်ပါတယ်လို့ဖြေလိုက်တဲ့အခါသူမက အမေရိကလို့တီတူငင်းငင်းပြန်ပြောလိုက်ပါတယ်။သူမဟာမိုင်းတို့နေရာကိုရောက်သွားတယ်လို့မျိုးပါပဲ။အာနာပိုင်များက သူမကိုလုံချုံကြီးအခန်းတစ်ခုတွင်ကင်မရာနဲ့စုံကြည့်ထားရန်စီစဉ်ခဲ့ကြပါတယ်။နာယီပေါင်းများစွာအေးအေးဆေးဆေးထိုင်နေခဲ့ပြီးနောက် သူမ ပြက်ကွက်သွားပါတယ်။ကင်မရာမှတ်ထမ်းများအရာ သူမဟာပျက်စီးနေသော TV ဖန်သားပြင်ပေါ်မှာ static အတန်းလိုတဖြည်းဖြည်းမင်းမင် ပြောက်ကွက်သွားပါတယ်။ဒါဆိုသူမကဘာလုပ်လဲ။တင်တော့အမြင်ကတော့ဘယ်လိုလဲ။ comment မှာရေးခဲ့နိုင်ပါတယ်။